Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ဒီ Sky Sport ကနေပြီးတော့ report လုပ်လာတဲ့ကျွန်တော်တို့ဒီနောက်ခံကစားမဖြစ်သူ listener တို့ Marines နဲ့ပတ်သက်တဲ့အသိရှိပါရစေ။ United အသင်းရဲ့နောက်ခံကစားမဖြစ်သူ listener တို့ Marines ရဲ့ဒဏ်ရာမှာခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်ပါနော်။ပြန်လဲကျွန်တော်တို့ဒါထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျင့်တဲ့အားရမှုတွေ United ဟာအပြည့်အဝရှိနေတယ်ပေါ့။ပြီးခဲ့တဲ့တစ်ပတ်ကပြုလုပ်ခဲ့တဲ့စစ်ဆေးမှုတွေအရဆိုရင်ဒူးအယွတ်အခြေအနေတွေမှာ ပူပြီးတော့ကောင်းမွန်လာတယ်လို့အနာကအဒီအိတ်ဒံရကရောင်ရမ်းနာတွေဘာတွေလည်းမရှိတော့ဘူးဆိုတဲ့အခြေအနေကိုအတီးပြုတ်နိုင်ပြီဆိုပြီးတော့လေကျွန်တော်သိရတယ်။နီးပြားဖြစ်တဲ့လူရူဘင်အမ်မိုရင်ကတော့လစ်ဆန်ရိုမာရီနက်စ်ဒံရမရခင်ကတည်းကတော်တော်ကိုဒီကစားမရဲ့ quality ကိုသဘောကျခဲ့ပြီးကစားမကိုလည်းရှေ့လျှောက်သူ့ရဲ့ခံစစ်ပိုင်းမှာအဓိကကစားသမားတဦးဖြစ်ကျွန်တော်တို့ဒါပေါ်တော့ရှုမြင်ထားတယ်ပေါ့ဗျာ။လာမယ့်ရာသီမှာလည်းစောနိုင်ငံများဆိုတော့ပြန်ကစားနိုင်ဖို့မာတီနက်စ်ကရည်မှန်းထားတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဆိုတော့လစ်ဆန်ရိုမာတီနက်စ်က ကျွန်တော်ဒီလာမယ့်ရာသီမစခင်မှာတော့ကျွန်တော်တို့အနေနဲ့ injury တော့ကျွန်တော်ကောင်းမှကျွန်တော်ရမယ်เนาะကျွန်တော် injury တော့ကျွန်တော်ကောင်းမှရမယ်ဆိုတော့အသင်းအနေနဲ့ဘယ်လိုပြောမလဲဒီဒီဒီကျွန်တော်တို့ရာသီတိုင်းလူလူဂျုံနေရတဲ့ဒီဒဏ်ရာတွေကတော်တော်တော့ဆိုးတယ်ကျွန်တော်ကလာမယ့်ရာသီတော့ဒဏ်ရာသိပ်ဂျုံရနိုင်ပွဲမရှိဘူးလို့တော့ကျွန်တော်ရည်မှန်းထားတယ်ဗျာသိလားเนาะကျွန်တော်ရည်မှန်းထားတယ်ဘာကြောင့်လဲဆိုတော့တပတ်မှတပွဲလောက်ပဲကျွန်တော်ကစားတော့မှာเนาะတပတ်မှတပွဲလောက်ပဲကစားတော့မှာဆိုတော့ သူတို့တပတ်ကိုနှစ်ပွဲသုံးပွဲကစားရတဲ့အခြေအနေမျိုးတွေကြုံရဖို့မရှိဘူးဆိုတော့တေးကြတဲ့ injury ပြဿနာခဏတိုင်းကြုံနေရတယ်ဆိုတဲ့ကစားမတွေမှာမေဆန်မောင်းတို့လူရှော့တို့လိုမျိုးအလွယ်တကူဒဏ်ရာရတဲ့သူတွေမဟုတ်ရင်တော့ကြောင်ရှားနိုင်မယ်လို့ကျွန်တော်ထင်တယ်။ထားပါတော့ပြီးခဲ့တဲ့ရာသီမှာယူရိုတို့ကိုကျွန်တော်လက်လွတ်ရတဲ့ဒဏ်ရာတွေကြောင့်မာစတာဗီတို့ကိုကျွန်တော်လက်လွတ်ရတဲ့မကွိုင်းယာဒီလက်နော်အင်ဟေဗင်လက်ရှိမှာလစ်ချာအကုန်လက်လွတ်ရတယ် ဆိုလေချာတို့ကလေချာတခုတော့ရှိတယ်နော်ဒီလားတရာစီကိုတယောက်တော့တခါတော့သူတန်ရာတော့ရတယ်တရာစီကိုတခါတော့တန်ရာရတယ်ဒါပေမဲ့လို့ဒီလာမယ့်ယာစီတော့မထင်ဘူးမထင်ဘူးဆိုတာပြီးခဲ့တဲ့သူရောက်စတော့ကယာစီဒီလိုမျိုးယူရိုပါလိတို့ချန်ပီယံစ်လိတို့ပေါ့နော်ကျွန်တော်ကစားမယ့်ကာလတွေမရှိတော့တော့လေချာအနေနဲ့သူသာတတိထားပြီးတော့ကစားရည်ဆိုလို့ရှိရင်တော်တော်ကိုဒါလေးရှောင်နိုင်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ညီကလေးတိတိုင်းပဲလေချာကစားတာကတစ်ခါလေးမှအရင် reckless ဆန်နေပြသည်လား ော်ကစားတာကတတူကူဟိုနမောနမိဆိုင်နေဆန်နေအာခြေတော်နှချောင်းလုံးညုံပြိုင်ဘက်ကိုဝင်ပလိုက်တာမျိုးနောက်ကနေအတကုံအတကုံ aggressive ဖြစ်ဝင်ချပလိုက်တာမျိုးပြီးတယ်မအဲ့လိုမျိုးတွေကဟိုပြိုင်ဘက်အတွက်လည်းကျွန်တော်အခြေအနေမကောင်းတယ်လို့သူ့အတွက်လည်းအခြေအနေမကောင်းဘူးပြည်ထနာကကျွန်တော်လစ်ချာကိုပြန်ပြီးတော့ကြည်လိုက်ရင်ဒံရရသွားတဲ့ပုံစံတွေကပေါ့နော်ဒံရရသွားတဲ့ပုံစံတွေကအဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ဒီတိုင်းသူ့ဟက်သူဒံရရသွားတာဒါပြိုင်မဲ့ကစားမတွေကသူ့ပေါ်ပြကြရင်းနဲ့ဒံရရသွားတာအဲ့လိုမျိုးကြီးဂျုံနေရတာဆိုတော့ အဲ့လိုဒံယာတွေကိုရှောင်နေမှုတော့ကျွန်တော်လူတယ်ဘာလို့လဲဆိုတော့လက်ရှိမှာပြောသလိုပဲအဲ့ဒီဒံယာတွေနဲ့ပတ်သက်လို့ရာအလုံးကအချင်းကြီးကောင်းနေပြီဆိုတော့တရင်ကောင်းပေါ့လေရာတီဂျိုခြေစမ်းပွဲစီနေမှာပါနိုင်မလားဘာလားဆိုတော့လည်းကျွန်တော်စောင့်ကြည့်ရမယ်အခုချိန်ထိတော့အသင်းဘက်က official ထုတ်ပြန်ထားတဲ့လစ်ချာရဲ့အချင်းကြီးတော့မရှိသေးဘူးအဲ့တော့ရာဒီယိုခြေတန်းပွဲစဉ်ဒီမှာပါနေနေဆိုရင်လည်းပဲဒါကောင်းတဲ့အရာပဲအဲ့လိုမဟုတ်ဘူးနောက်ရာဒီစမဆိုလို့ရှင်တော့လေဟိုရာဒီစမပြန်ကောင်းနေဆိုလို့ရှင်တော့ လေချာအတွေ့ကျွန်တော်တို့ဒါစောင့်ဝအောင်ပါပါနော်ဒါနှစ်ပွဲသုံးပွဲလောက်တော့လွတ်အောင်မယ်လို့ကျွန်တော်ထင်တယ်အဲ့လိုမဟုတ်ဘူးနော်ရာသီဂျိုတွေကပြန်ကောင်းလာတယ်ဆိုလို့ကျွန်တော်တော်တော်ကိုအချိန်ကြီးကဟုတ်နေပြီဆိုတော့အမ်မိုရင်ကလေချာကိုတော်တော်သဘောကျတယ်လို့သူ့ရဲ့အခန်းစစ်မှာအဓိကကစားမဖြစ်ကျွန်တော်တို့မြင်ထားတယ်ဆိုတော့ဒါအများကြီးကောင်းတဲ့အချိန်ကြီးပါသူတို့ပြင်ကျွန်တော်တို့နောက်တန်းမှာရွေးချယ်စရာတွေရှိလာပြီဗျာခန်းစစ်သုံးအောင်ကစားမယ် Eden Heaven ရှိမယ်လေချာရှိမယ်ဒါဒီ left center back နှစ်ယောက်ပါ Eden Heaven ကကျွန်တော်တို့ senior player တွေထဲမှာထည့်စရင်သွင်းလို့ရနေပြီ လစ်ချာရှိမယ်အရင်ဟေဗင်ရှိမယ်စန်ဒရယ်ဆန်နဘက်တီမှာသူတို့ဘာလို့ဒီလစ်ရှိမယ်မကွာယာရှိမယ်ရိုက်ဆန်နဘက်တီမှာဆိုလို့ရှိရင်မာစတာဝီရှိမယ်ယူရိုရှိမယ်တခုရှိတာကစန်ဒရယ်ဆန်နဘက်မှာသူတို့ကောင်းကောင်းကစားနေတဲ့သူမရှိဘူးအဲဒီမကွာယာကလည်းစန်ဒရယ်ဆန်နဘက်မှာကစားဖို့အတွက်ဆိုလို့ရှိရင်တကယ်ဘောပလင်း ability ကဗျ pressure အောက်မှာမကစားနိုင်ဘူးအရင်လေးတယ်ဒီလစ်ကလည်းပဲဘောပလင်း ability အဲ့လောက်ထိကျွန်တော်မရှိဘူးဟောငဲလေဝင်မို့လားဟမ်ဆိုတော့အဲ့လိုမျိုးဆိုတော့အသင်းအနေနဲ့ဘောနော် ဟိုခံစစ်မှာလူတွေတော့ရှိရယ်ခံစစ်မှာလူတွေတော့ရှိရယ်ဒါပေမဲ့လို့ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲတကယ်ရည်သွေးရှိသူ့နေရာနဲ့သူအခြေအနေကောင်းလာစလို့ပေါ့နော် left center back လောက်ပဲကျွန်တော်တို့ရှိတာဒီ lecture တို့ပါလို့နေရာပေါ့နော် aiden heaven တို့နေရာသူတို့နှစ်ယောက်က ball playing ability လေးကောင်းတယ်ဒါကြောင့်ကျွန်တော်ကတော့ lecture ကိုကျွန်တော်လာမယ့်ရာသီတော့အပြည့်ဝအားကိုးဝဖို့ကျွန်တော်မျှော်လင့်တယ်အတင်းဘက်ကလည်းကျွန်တော်တို့အနေနဲ့ဒီသူ့ကိုအရင်မျှော်လင့်ထားလို့ amoring ကိုယ်တိုင်ကလည်းသဘောကျတယ်ဆိုတော့ဒီရာထဲနောက်ထပ် center back ကြီးရောက်လာဖို့လို့ပါလို့ကတော့အခြေအနေနေဦးမယ်နော်ဆိုတော့ ကျွန်တော်လစ်ချာကိုရာသီကြိုခြေစမ်းပွဲစီနေမှာပြန်မြင်ရမလားဘာလာတော့ကျွန်တော်စောင့်ကြည့်ရမယ်တရင်ကောင်းကတော့လစ်ချာပြန်ပြီးတော့အချင်းကြီးကောင်းမှုနီးဆက်လာပြီဆိုပြီးတော့ကျွန်တော်သိရတယ်ညီကလေးရောဘလူးမင်းညလည်းအမ်မိုရင်းရဲ့ခန်းစင်မှာလစ်ချာဟာထုံးစံတိုင်းအရစ်တန်ကလည်းအောက်တုံးကလိုပဲကျွန်တော်ဒါအဓိကကစားမဲ့ဖြစ်ရှိနေအောင်မယ်လို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများတင်ပါတယ်